ခုဒီဗီဒီယိုမှာကျွန်တော်ကဖုန်းအကြောင်းပြောမှာမဟုတ်ပါဘူးဒီလာမယ့်2026မှာကိုကဘာစကေးတွေကိုလေ့လာထားရမလဲဆိုတာကိုကျွန်တော်ကအခုလာပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုမစခင်မှာကျွန်တော်ရဲ့ channel လေးတွေကို follow လေးတွေမလုပ်ရသေးဘူးဆိုရင်အရင်ဆုံး follow လေးတွေလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုကိုစလိုက်ကြရအောင်ပထမတစ်ခုကကျတော့ဗီဒီယို editing skill ဖြစ်ပါတယ်ဒီဗီဒီယို editing skill ဆိုတာကတိကိုတိထားတဲ့ skill လေးတစ်မျိုးပဲဖြစ်ပါတယ်ဒီဗီဒီယို editing skill ကိုကိုကတက်မြောက်ထားမယ်ဆိုရင်ဆို ရှယ်မီဒီယာပေါ်မှာကိုကဗီဒီယို content တွေဖန်တီးပြီးတော့နောက်ဆုံးအပူဝင်ဝင်လေးတွေရရှိနိုင်ပါတယ်နောက်တစ်ခုကကျတော့ talent လို့ခေါ်ပါတယ်ဒီ talent ဆိုတာကအခုကျွန်တော်ပြောနေတဲ့ပုံစံမျိုးဒီ skill ကိုလာမယ့်2026မှာလေ့လာထားတဲ့ skill လေးတစ်မျိုးပဲပါတယ်နောက်ဆုံးတစ်ခုကကျတော့လူတိုင်းနဲ့မဆိုင်တဲ့ content writing ဒီ content writing ဆိုတာကပြင်မှတ်ထားတဲ့ပိတ်သက်တွေအတွက် digital platform တွေမှာဖော်ပြဖို့ရည်ရွယ်ချက်ရှိရှိရေးသားခြင်းတက်ဖြတ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းစဉ်ကိုဆိုလိုတာပဲဖြစ်ပါတယ်ဒီ2026မှာကိုကဘာလို့ ရမလဲမသိဘူးဆိုရင်ဒီ skill တွေကိုလေ့လာထားပါလို့ကျွန်တော်ပြောချင်ပါတယ်အကယ်လို့မေးချင်တာတွေရှိရင်ဗီဒီယိုရဲ့ comment အောက်မှာမေးထားခဲ့ပြလို့လည်းရပါတယ်အားလုံးပဲတရားတော်နေ့လေးတွေပတ်စံနိုင်ကြပါစေ